ဝေဖန်တဲ့ဘလောက်များများတားလေးနဲ့ခွဲခွာမှာမို့၅ချိန်မြောက်မျက်ရည်တွေကြာခဲ့တဲ့ဟင်းဝင်ရံရမိခင်စီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ One Daily Channel ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒါဖြစ်သူရဲ့မင်္ဂလာဆောင်မှာငိုကြွေးလို့အပူလုတ်တယ်ဆိုပြီးတော့ဝေဖန်ခံနေရတဲ့ဟင်းဝင်ရံရမိခင်စီဒေါ်စစန်းဝင်းကတော့ ဝေဖန်သူတွေဘလောက်များများဆက်လက်ပြီးတော့ငိုကြွေးနေသေးပါပဲအတကြီးရဲ့မိခင်ဆိုပြီးတော့လူအများကြီးမှာဝေဖန်ခံနေရတဲ့အန်တီတော်စစံဝင်းကတော့ဘယ်သူတွေပါပြောပြောဒါဖြစ်သူကသူ့အတွက်အရာရာပါပဲပရိသတ်တွေကတော့တစ်ချိန်ကသူ့ရဲ့လုံရက်တွေကြောင့်အတကြီးရဲ့မောက်မာတယ်ဆိုပြီးတော့ပြောဆိုနေကြတာပါအနေအီးပြီးတော့မျက်နှာချတီရမို့မောက်မာတဲ့ပုံစံဆိုပြီးတော့ပြောဆိုနေကြပေမဲ့တကယ်တမ်းကတော့ဒါဖြစ်သူကို အချစ်လွန်တာလွဲရင်တော့ဂျန်နေနေရာမှာသဘောအလွန်ကောင်း ောက်နေတဲ့သူဖြစ်ပါတယ်။အဲဒီဒေါ်စန်းစန်းဝင်းကတော့သားသမီး၄ယောက်ရှိပေမဲ့သူ့သားမသူ့သားဖြစ်နေရပါ။ ဒါသမီးနှစ်ယောက်နဲ့သမီးနှစ်ယောက်တကယ်ကိုပဲဒါနှစ်ယောက်မြမြတတမွေးချပေမဲ့သူ့ဘဝမှာအချက်ဆုံးကတော့သူ့တောင်ဟင်းဝရံမယ်လို့ဆိုပါတယ်သူကကလေးတွေကိုခွဲခြားပြီးတော့ချစ်တာမဟုတ်ပေမဲ့ဟင်းဝရံကဒါသမီးတွေထဲမှာအတိတ်ဆုံးနဲ့အအေးဆုံးအလိမ္မာဆုံးမှာအချစ်ပုံနေရာလဲဖြစ်ပါတယ်အမေဖြစ်သူကဟင်းဝရံကိုအချစ်ပိုရတာလေသူ့ရဲ့အပြုမူတွေကအမေဖြစ်သူအချစ်ပိုရင်လေပိုကျင်စရာကောင်းအောင်တည်တတ်တာကြောင့်လဲပါပါတယ်ဟင်းဝရံကမုံလင်းလို့အမေကိုတွေ့ရနဲ့ はい。<music> မင်းနေကောင်းလားဘာစားခြင်းလဲဘာလုပ်ခြင်းလဲဒါဘာလုပ်ပေးရမလဲဆိုတဲ့စကားကိုနေတိုင်းမပြတ်ပြောတတ်တဲ့သားတယောက်ပါပို့ဆိုးတာတိတတ်တဲ့သားလေးနဲ့36နှစ်ကြာတဲ့အထိအထူးထူးနေခဲ့ရတာမို့ပို့ပြီးတော့ခံစားနေရတာလည်းဖြစ်ပါတယ်။ဒါသမီးလေးရောက်ရှိတဲ့တဲမှာဟဲဝရန်ကအလိမ္မာဆုံးဖြစ်တယ်လို့အနုပညာလောက်ကလေးကအမေဖြစ်သူနဲ့အတူတူရှိခဲ့ရမို့ပို့ပြီးတော့ချက်နေရတာလည်းဖြစ်ပါတယ်။အဲဒီလိုမျိုးတိတတ်တဲ့သားဖြစ်သူကအခုဆိုရင်သူရင်ခွင်ထဲကနေခွဲထွက်တော့မှမို့ဒေါ်ဆန်းဆန်းဝင်းတယောက်ထွေးမိတိုင်းမှာ မှာစိတ်မကောင်းဖြစ်ပြီးတော့မျက်ရည်ကျနေရလဲဖြစ်ပါတယ်။ဟင်းဝင်ရဲ့မိခင်ကတော့ဟင်းဝင်ရဲ့လက်ထက်မှာမို့ငိုကြွေးရတော့မဟုတ်ပါဘူး။သမီးအကြီးနဲ့သားအလက်လက်ထက်တောင်းဆိုရင်လဲ ရာသားရှင်တံမဲ့ငိုကြွေးခဲ့ပူပါရင်သားနဲ့သမီးကအသက်20လောက်မှအိမ်အောင်ကြတာမို့အဲ့ဒီအချိန်တော့ကနှမျောပြီးတော့ငိုကြွေးခဲ့ဘူးသလိုအခုကတော့သားလေးကိုနှမျောတာထက်ခွဲရမှာမို့စိတ်မကောင်းဖြစ်ပြီးတော့ငိုကြွေးနေရလဲဖြစ်ပါတယ်။ဟင်းဝင်ရဲ့မိခင်ကသားဖြစ်သူကိုမပေးချင်လို့နှမျောလို့ညည်ကြနေရမဟုတ်ပါဘူးနော်။သူကချွေးမလေးကိုသဘောကျတာမို့သားဖြစ်သူကိုစိုးပြက်လက်ထဲကိုထည့်ရမှာမို့သူအနေနဲ့ဝမ်းသာပေမဲ့အိမ်ခွဲပြီးတော့နေရမှာမို့စိတ်မကောင်းဖြစ်နေရလဲဖြစ်ပါတယ်။အဲ့ဒီစံဝင်ကတော့ဘလောက်တောင်ဝမ်းနေနေလဲ ဲဆိုရင်ဒါအကြောင်းတွေးတိုင်းမှာမျက်ရည်ချရသလိုသူ့ဒါအကြောင်းမေးလိုက်တိုင်းနေရာမရွေးငိုကြွေးတဲ့အထိပါပဲအင်တာဗျူးဖြေလို့တစ်ခါမေးတိုင်းဒါအကြောင်းပါတာနဲ့မျက်ရည်ချတဲ့အထိပါပဲဒါဖြစ်သူလက်ထက်ပွဲစင်ပေါနေတဲ့အချိန်မှာဒါအကြောင်းတွေးမိတာနဲ့ အလိုလိုဝင်နေပြီးတော့ငိုကြွေးမိတဲ့အထိပါပဲသူရဲ့ဖြစ်ကိုကြည့်ပြီးတော့မိခင်ချင်းကိုချင်းစားရဲဆိုတဲ့ပရိသတ်တွေလည်းရှိပေမဲ့အာရိုင်းငိုနေလို့အခဲပို့ရဲဆိုပြီးတော့ဝေဖန်ပြောဆိုနေကြတဲ့သူတွေလည်းအများအပြားပါပဲလက်ထပ်ပွဲမှာတော့မရှောင်အမြဲငိုနေတာသူတို့သမီးဘက်ကိုအားနာအောင်ဆိုပြီးတော့ပြောဆိုဝေဖန်နေကြပြီလည်းဖြစ်ပါတယ်ပရိသတ်တို့ကအမျိုးစုံဝေဖန်နေကြပေမဲ့အန်တီတော်စစန်းဝင်းကတော့ဝေဖန်တဲ့နေတဲ့သားလေးနဲ့ခွဲရမယ့်စိတ်နဲ့ ိုပွဲငါပွဲလုံးမှာမျက်ရည်လေးရွှင်းနေဖြစ်ပါတယ်။သူကသားငယ်ရဲ့နောက်ဆုံးတင်နာပွဲမှာဆိုရင်လေသားဖြစ်သူကဒီညအိမ်ခွဲမှာဆိုပြီးတော့ဝန်နေပြီးမျက်ရည်တွေကျနေရဖြစ်ပါတယ်။သူရဲ့ဖြစ်ကိုကြည့်ပြီးတော့လူများစွာစာနာနိုင်ကြပါမိမဲ့ ဒါလောက်ဖြစ်နေတာကတော့ဘယ်နဲ့ပြန်ပို့လိုက်ဖို့စိုးပြေကိုလည်းအကြံပေးနေကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်နဲ့ပဲညနာကျင်ပါတယ်။အခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့ခြေသေးရရဲ့ One Daily Channel လေးကိုလည်းအားပေးကြည့်ရှုပါအောင်လို့ဖိတ်ခေါ်ကြပါတယ်။ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။